မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်ចောင်းရာကတော့အချိန်အခါမို့မိုးရွာနိုင်တဲ့သတိပေးချက်အမှတ်စဉ်23မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ် 2025ခုနှစ်ဧပြီလ24ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွာချက်တွေရအနောက်ဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအရှိဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလေနွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေဖိအားကြီးရဝန်းဒေသက ရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံတာကြောင့်၎င်း28ရက်လေလ2025ရက်ကနေ3ရက်5လ2025ရက်အတွင်းမှာနေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအရာရီတိုင်းဒေသကြီးကရင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျဲကျဲကနေနေရာစိတ်စင်မှုထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမှုကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကားမဟုတ်မှုရွာသွန်းတာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာမှုထစ်ကြုံတာမှုကျိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာမြေပြိုတာစတဲ့မလို့မသာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်ရှင်။ ဒါအပြင်ရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်ကြောင့်အချိန်ကာမှုမရနိုင်မဲ့သတိပေးချက်ဖော်ပြပေးပါမယ်။လေကြောင်းမှုလေဝသဥေဖြူဟန်ကတော့24ရက်လေလ2025ခုနှစ်ည8:18မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00ခွဲအချိန်မိထီလာလေကြောင်းမှုလေဝသရုံးရဲ့တိုင်းထွာချက်တွေရနေ့ပုံချိန်တွေဟာဆက်တိုက်မြင့်တက်လာတာကြောင့်အရှိတ်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရွေရှားလာတဲ့ကာလဟာ 28ရက်လေလ2025ရက်ကနေ4ရက်5လ2025ရက်အတွင်းမြန်မာတပြည်လုံးမှာအချိန်ကာမို့မိုးရွာသွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်တဲ့နေရာဒေသတွေဟာနေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်ဒရင်နိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်ရောက်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်မှာနေရာစိစိမိုးရွာသွန်းလာပါမယ်။ချင်းပြည်နယ်မကွေးတိုင်းဒေသကြီး၊အေရယာတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကျဲကျဲထစ်ချုံမိုးတွေရွာသွန်းပါမယ်။ နေပြည်တော်မန္တလေးတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကွက်ပြီးတော့မူကြည့်ပါမယ်အချိန်ခါမို့မိုးရွာတဲ့ဖြစ်စဉ်တွေနဲ့အမှုချိန်တွေမြင့်တက်လာပြီးမှရွာသွန်းတဲ့မိုးတွေဖြစ်တဲ့အတွက်မိုးရွာတာနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတက်ကြုံတာမိုးကြိုးဖြစ်တာလျှင်စိမ့်လက်တာမိုးသီးကျွေတာနဲ့မြေပြိုလာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်ပါတယ် ကြိုတင်ပြင်ဆင်ချိန်များစွာရရှိတဲ့အတွက်စိုက်ပျိုးရေးသမားတွေအနေနဲ့လည်းသီးနှံပင်တွေပြည့်စုံမှုမရှိအောင်ကြိုတင်အစီအမံတွေလှုပ်ဆောင်ထားကြဖို့နဲ့ကားသမားတွေတောင်ကြားရင်များလာတဲ့အချိန်မှာလမ်းနဲ့ချောင်းတွေဖြတ်ကူးတာတွေကိုမလုပ်ကြဖို့စီးပွားရေးသမားတွေနဲ့မိဘပြည်သူတွေအဆိုပါရက်တွေမှာမိုးသဲထန်စွာရွာသွန်းနိုင်လဲဆိုတာသိရှိပြီးမိမိတို့လိုအပ်တယ်လို့အရေးယူဆောင်ရွက်နိုင်ကြဖို့ထပ်မံအကြံပြုလာခဲ့တာဖြစ်ပါတယ်ထူးခြားပြောင်းလဲမဲ့အခြေအနေတွေရှိလာရင်လည်း update သတင်းတွေကိုအချိန်နဲ့တပြည့်ညီဆက်လက်တင်ပြပေးသွားမှာဖြစ်တဲ့အကြောင်း နေကြမလို့တာဦးဝေဖြူဟန်ကအသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဧပြီလ26ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်မှာတင်းအစ်တဲ့ကနေတည်ထူတတ်ပါတယ်။မိုးချင်တွေကတော့စကိုင်းနက်ဒေတာချင်းထပ်ပိုင်းမန်းလေးတိုင်း ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်မွန်ပြည်နယ်မှာနေရာကျကျမိုးရွာတော့ပြီးတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ကြံဒေသတွေမှာအများအပြားတာရပါမယ်။မြို့ဝချင်းတွေကလည်းမနိုင်ငံအလယ်ပိုင်းဒေသနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာအပူချိန်ဟာ34ဒီဂရီကနေ38ဒီဂရီစင်တီဂရိတ်အထိကိုရောက်ရှိပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းအေရီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တချို့မှာအပူချိန်ဟာ52ဒီဂရီကနေ54 ဒီဂရီစင်တီဂရိတ်မြင့်တက်ပါမယ်။မြို့ချင်းနေဟာမြန်မာနိုင်ငံနေရာဒေသအများစုမှာမြို့ကျဆင်းဖို့ရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ24ရက်နေ့ဒီနေ့ည9:00နာရီချိန်မြစ်စင်မိုးလေဝသတင်းကိုပေါ်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အချင်းတွေကတော့ကပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်တင်းတင်းကနေတည်ယူတတ်ပြီးတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်မှာတိမ်နှင်းငယ်ပြင်တော့ပါမယ်။ မနက်ဖြန်မွန်တဲ့ချိန်တွေခံမှန်းကြကတော့ကချင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးမှာနေရာဆိတ်ဆိတ်နဲ့နေပြည်တော်ကိုရိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကြားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေရာကွာကြားမှုထစ်ကြုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတရင်သစ်တဲ့ဖြစ်လို့ပါမယ်။မွန်တိုင်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ကိုရိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာမွန်တိုင်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့ အစောပိုင်းမိုးတိမ်တောင်ရေရှားရနေရတခြားမှာတော့မိုးရွာသွန်းလာတဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးထကြုံတာမိုးကြိုးပြစ်တာလှည့်စည်းတဲ့တာနဲ့မိုးသီးကျွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေလှိုင်းသက်တဲ့ရှိပါမယ်လှိုင်းမြင့်ဟိုင်မကန်ရတဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလေးပြင်းကနေခရံပေးခန့်ရှိပါမယ်နောက်နှစ်အတွက်ခမန်းကျက်ကတော့ရောက်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအီရီတိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ကြားကနေနေရာအခြေခြေမိုးထကြုံကြပါမယ် ။နေပြည်တော်နဲ့အနီးတို့အတွက်နက်ဖတ်မိုတက်ချိန်ဒီခံမှန်းချက်ဟာတင်သေးတဲ့ဖြစ်ထုံးပြီးတော့မိုတက်ကြုံကနေရောက်ခွဲကြမိုးနေငယ်ရွာပါမယ်။ရွာရန်ရန်လုံး60ဖြစ်ပါတယ်။ရောင်မြို့နဲ့အနီးတို့အတွက်နက်ဖတ်မိုတက်ချိန်ဒီခံမှန်းချက်ဟာတင်သေးတဲ့ဖြစ်ထုံးပါမယ်။မန်းလေးမြို့နဲ့အနီးတို့အတွက်နက်ဖတ်မိုတက်ချိန်ဒီခံမှန်းချက်ဟာတင်သေးတဲ့ဖြစ်ထုံးပါမယ်ရှင်။ဆက်လက်ပြီးတော့ထူးခြားမြို့ရဲ့အခြေအနေတွေကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဧပြီလ24ရက်နေ့ဒီနေ့မိုးလက်နှစ်နိုင်ချိန်ထုတ်ပြန်ကြမှာတော့ ARD မြို့ဟာမြจีนားမြို့မှာ2025ခုနှစ်ဧပြီလ24ရက်နေ့မိုးလက်7နိုင်ခွဲချိန်တိုင်းထွာချက်တွေရ ရင်းမြို့မှာ488စင်တီမီတာကိုရောက်ရှိခဲ့ကတရက်အတွင်းမှာ9ပြည့်ခွဲကံမြင့်တက်ခဲ့ပါတယ်။အရာရီမြစ်အထက်ပိုင်းမှာမြင့်တက်ခဲ့တဲ့ဆိုပါမြစ်ကတော့နောက်တရက်ကနေ9ရက်အတွင်းဗမော်မြို့ရွှေဘုံမြို့ကသာမြို့နဲ့တပည့်ချင်းမြို့မှာ9ပြည့်ခွဲကနေ6ပြည့်ခွဲကံနောက်9ရက်ကနေ10ရက်အတွင်းမှာမန်လေးမြို့စကိုင်းမြို့မြင်းမို့မြို့ပခုံးကုန်းမြို့နဲ့ညောင်မြို့တွေမှာတော့၄ပြည့်ခွဲကနေ9ပြည့်ခွဲကနောက်10ရက်ကနေ13ရက်အတွင်းမှာတော့6မြို့မြင်းဘုံမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်တာမြို့ ဟင်္ဒရာမြို့နယ်ဇလုံမြို့မှာတော့၃ပေခွဲကနေ၄ပေခွဲကလက်ရှိရမှတ်တည်ထက်မြင့်တက်ပါမယ်။ဒါကြောင့်မြေချောင်းတွေအတွင်းသွာလာနေကြတဲ့ရေရင်၊လေ၊သင်းမောတွေအနေနဲ့လည်းဂရုပြုသင့်တဲ့အကြောင်းနဲ့တဲတောင်ကုန်မှာစိုက်ပျိုးနေထိုင်ကြတဲ့သူတွေအနေနဲ့လည်းမြေကြီးတူလာနိုင်တော့ကိုဂရုပြုနေထိုင်တဲ့အကြောင်းအကြံပြုလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မန်းလေးမှာအင်အားပြင်းငယ်လဲလှုပ်ခတ်ခဲ့တဲ့ချိန်အင်ပြိုပြီးတော့ပြီးခဲ့လို့မိသားစုဝင်၉ယောက်သေဆုံးခဲ့ပေမဲ့လည်း15ရက်သားလေးကိုတရက်ကျော်ကြာမှကယ်တင်နိုင်ခဲ့တဲ့လူမှုကွန်ရက်အသင်းကိုကွန်ပျူတာကြောင့်ဖော်ပြပေးပါမယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အား9.9ရက်တာစကေးရှိတဲ့ငလင်ကြောင့်ပဲမန်းလေးချမ်းမြသာစဉ်မျိုးနဲ့တမောက်ရီရက်စကိုင်းမလေးလေးလန်းဖို့ကသုံးတက်တိုက်ကပြိုကျပြီးတော့ ဘေးကပြင်တော့အိမ်ပေါ်ပြေးခဲ့ပါတယ်ဒီပြည်စင်မှာပြိုကျတဲ့တိုက်ကတရက်တစ်နှစ်အရွယ်အဖွားကိုတည်ဆုံခဲ့တယ်လို့ဘေးပြင်တောင်အိမ်ကမိသားစု17ယောက်တိုက်ပြိုပြီးတာမှာ9ယောက်နေရာမှာတင်ပွဲချင်းပြီးဆုံးပြီးတော့15ရက်သားအရွယ်သားလေးကိုတော့26နာရီလောက်နေမှာတိုက်ပြိုမြေစာပုံကြားကနေကယ်တင်နိုင်ခဲ့ပါတယ်ဒီ15ရက်သားလေးကိုရှင်းဦးသူနာပြုစုနေနဲ့ကုသပြီးတော့ဂရင်950ကလေးအထုခုစည်ုံကိုအချိန်မီပူကုသနိုင်ခဲ့လို့အခုဆိုရင်51ရက်သားရှိနေပြီလည်းဖြစ်ပါတယ် မိခင်ဖြစ်သူကနေရာတွင်ကလေးနှုတ်တိုင်ရင်ဆုံးခဲ့တာပဲ။အသက်ပြင်းတဲ့သားလေးကိုချစ်ကံကောင်းလို့ဖခင်ဖြစ်သူကနာမည်ပေးထားပါဗျ။တဝမေတ္တာလူမှုကွန်ရီအတင်းသားတွေနဲ့မိသားတဖုံတွေကိုဂုဏ်ပြုပွဲလုပ်ရင်းနဲ့အန်ရကင်းပြိလှက်လေရုပ်ဖတ်ပွဲလုပ်နေတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအင်ဘလာ24ရက်ကနေအင်ဘ30ရက်ထိမလို့တာအချိန်ကြီးကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။မလို့တာသူတေတီအွန်လိုင်းကတော့အင်ဘလာ23ရက်ည9:00နာရီအချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ဘင်္ဂလားပင်လယ်ကိုကပ်ပြည်ပင်လယ်နဲ့တောင်တိုးပင်လယ်တွေမှာထူးခြားမလို့တာအချိန် ေမရှိပါဘူးမြန်မာနိုင်ငံမြို့အများစုရဲ့နေပူချင်းတွေဟာတိတိတသာတိုးလာတာကိုတွေ့ရတဲ့အချိန်မှာအစွန်ရောက်ရာသီဥတုဖြစ်စဉ်လာနီညာလက်ကျန်ဝဲဝဲကြရှိလို့2024ခုနှစ်လိုပဲဆိုးရွားတဲ့အပူချင်းတွေစီကိုတွန်းပို့တာမပြုတဲ့မလွတ်သားအခြေအနေကိုလည်းတွေ့ရပါဗျာ ။ဒါမဲ့တစ်ပတ်အတွင်းမိုးတိမ်တောင်ဝင်ရောက်ပြီးတော့မိုးအုံလာကနေပူချိန်တွေမြင့်တက်နေရကနေပြန်လည်ကျဆင်းပါမယ်။ပင်လယ်ပြင်မှာရေမျက်နှာပြင်အပူချိန်မြင့်တက်နေပြီးမဲ့အနောက်အနောက်တောင်လေအားကောင်းတာနဲ့မြမကန်ရတဲ့ဒေသတွေစီကိုတိုက်ခတ်ပြီးတော့မိုးဒမကွေ့မှာမြောက်ဖက်ကိုချိုးကွေ့တိုက်ခတ်လာတဲ့ပင်လယ်လေးစီးချောင်းကတကူရုံမှအရှိတ်ချန်နဲ့အနောက်ဘက်ချန်ကတက်ဆင်းအလဲပိုင်းမိုးနှဲရေရှားဒေသတွေထိတိုးဝင်လျက်ရှိပါတယ်။အနောက်တောင်မုတ်တုံလေးဝင်ရောက်နိုင်မဲ့ရက်ကတော့မေလ20ရက်ကျော်မှသာပုံမှန်မုတ်တုံဝင်ရောက်ချိန်အတိုင်းဝင်ရောက်ခွင့်ရှိနေပါတယ်။ ဧပြီ28ရက်29ရက်နေ့တွေမှာတော့ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှိန်ချမ်းနဲ့မကွေးတိုင်းစကိုင်းတိုင်းမန်းလေးတိုင်းနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်တွေမှာမိုးနှင်းငယ်ရွာသွန်းပြီးတော့တရင်းနိုင်တောင်ပိုင်းမှာတော့မိုးတင်းတင်းကနေမိုးများပါမယ်။ကချင်ပြည်နယ်အထက်ပိုင်းစွန်ပရဘန်နဲ့အတွက်ပိုင်းဒေသတွေမှာတော့ဒီရဲတပ်တပတ်တပတ်အတွင်းမှာမိုးများနိုင်တဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်အောင်မယ်လို့လည်းဆိုပါရရှင်။